တင်ဆက်ပေးမယ့်သတင်းကတော့ပါကစ္စတန်အားတိုက်ခိုက်မှုများကိုခေတ္တရဆိုင်နာဖြစ်တယ်လို့အိန္ဒိယဝန်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကပါကစ္စတန်ကိုတိုက်ခိုက်မှုတွေဆိုင်နာတာဟာခေတ္တရဆိုင်နာတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့စနေနေ့ကအိန္ဒိယနဲ့ပါကစ္စတန်ဘက်ကစစ်ဘက်ကောင်ဆောင်တွေတွေ့ဆုံဆွေးနွေးပြီးနောက်မှာအိန္ဒိယနဲ့ပါကစ္စတန်တို့ဟာရာရဲ့ပြည့်ခန့်ရဆဲဖို့အတွက်သဘောတူညီခဲ့ကြတာပါ။ ဒါပေမဲ့ပြည်ခရဲဆောင်ပြုလုပ်ပြီးနောက်မှာတနနိုင်ငံလုံးကတဖက်နဲ့တဖက်ရိုင်းပြည်ခရဲဆဲထားတာကိုရှုဖောက်တဲ့လက်ရက်တွေလှုပ်ဆောင်ခဲ့ကြတယ်လို့အပြန်အလှန်ဆွဆဲမှုတွေလှုပ်ဆောင်ခဲ့ကြပါတယ်။အိန္ဒိယဝန်ကြီးချုပ်မိုဒီကအကြမ်းဖက်အုပ်စုတွေနဲ့အကြမ်းဖက်သမားတွေကိုနိမ့်တဲ့မျိုးမျိုးနဲ့ထောက်ပံ့နေတဲ့အစိုးရတွေနဲ့တွဲဆောင်ဆွေးနွေးဖို့အတွက်အစီအစဉ်မရှိသလိုအနာဂတ်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပေါ်လာခဲ့ရင်လည်းအိန္ဒိယအစိုးရဟာကိုယ်ပိုင်တပ်ဖက်ချက်တွေနဲ့ပဲဆုံးဖြတ်ပြီးလုံခြုံရေးထိုက်တာတွေကိုတုံ့ပြန်လှုပ်ဆောင်သွားမယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ညင်းကြောင်းဝါပေးပို့လာပါ